ရှိတဲ့မျက်ရည်တွေပဲကြားကြရတယ်လို့ဆိုတော့တမူးရှိတဲ့မျက်ရည်ဆိုတာများရှိသေးလားလို့မေးစရာပါပဲမျက်ရည်ဆိုမှတော့ဘယ်မျက်ရည်ပဲဖြစ်ဖြစ်တမူးမရှိဘူးပေါ့လို့စောတကတက်ဆရာပါပဲတမူးရှိတဲ့မျက်ရည်ဆိုတာလည်းရှိပါတယ်တမူးမရှိတဲ့မျက်ရည်နဲ့တမူးရှိတဲ့မျက်ရည်ကိုဘယ်လိုခွဲခြားသတ်မှတ်မလဲဆိုရင်တန္တရာဝိသေယကမထွတ်မြောက်စေနိုင်တဲ့မျက်ရည်ဟာတမူးမရှိတဲ့မျက်ရည်ပါ န္တရာဝိသေယကထမြောက်စေနိုင်တဲ့မျက်ရည်ကတော့တန်ဖိုးရှိတဲ့မျက်ရည်ပါပဲတန္တရာဝိသေယကထမြောက်ဖို့ဆိုတာကလည်းအကုသိုလ်တရားတွေအကျွမ်းမဲ့ကင်းရှင်းပြီးတော့နေမှကုသိုလ်တရားတွေအကျွမ်းမဲ့ပြည့်စုံနေမှသာလွတ်မြောက်နိုင်တာပါဒါကြောင့်အကုသိုလ်တရားတွေတိုးပါပြီးတော့ကုသိုလ်တရားဆောက်ရုပ်စေနိုင်တဲ့မျက်ရည်ဟာတန်ဖိုးမရှိတဲ့မျက်ရည်အကုသိုလ်တရားတွေ ကျင်းရှင်းပြီးတော့ကုသိုလ်တရားတွေတုံးပါစေနိုင်တဲ့မျက်ရည်ကတော့တန်ဖိုးရှိတဲ့မျက်ရည်ပါပဲ။ဒါကြောင့်ယံဓမ္မနတံကျင်ဓမ္မနတကဝါအကျင်မျက်ရည်ကိုမိငါတိဒေဝတော်မိဝဲလာတော်အကုသလဓမ္မအကုသိုလ်တရားတို့သည်ဘိဝတ္တန်ဤတုံးပါကြလေကုန်၏။ကုသလဓမ္မကုသိုလ်တရားတို့သည်ပရိဟယံဤဆောယုံကြလေကုန်၏။ဤဤသို့ယံဓမ္မနတံကျင်ဓမ္မနတကိုစင်ညာတိကြတဲ့ဆိုရင် ဧဝရူပံသောမတံဤသို့သောသောမတ္တကိုဝါဤသို့သောမျက်ရည်ကိုနတ်တိဝိတဗံမမိဝဲတမပီယံသောမတ္တံကျင်သောမတ္တကိုတော့မိငာတိတိဝါသောမိဝဲလာသောအကုဒလဓမ္မအကုဒုတရားတို့သည်ပရိဟာယံဒီဆွေယုကြလေကုန်၏ကုဒလဓမ္မကုဒုတရားတို့သည်ဒီဝတံဤတွွားကြလေကုန်၏ဤတိဤသို့စင်ညာတိကြရဲဆိုရင်တော့ ေဝရူပံဒုံနတံဤသို့သောဒုံနတကဝါဤသို့သောမြေဤကိုတေဝိတဗံကောင်းသောမသွေမိဝဲတင်လပါပြီတတိမိဝဲတဲ့မြေဤကြတဲ့မြေဤတံမိုးရှိတဲ့မြေဤကိုနိခမတိတမြေဤလို့ခေါ်ပါတယ် တံပိုးမရှိတဲ့မျက်ရည်မမီဝဲတဲ့မျက်ရည်ကိုတော့ဂေဟတိတမျက်ရည်လို့ခေါ်ပါတယ်ဂေဟတိတမျက်ရည်ဆိုတာလောကီအာယုံကာမဂုဏ်ကိုအကြောင်းပြုပြီးတော့ကြတဲ့မျက်ရည်ပါဒီလိုချင်းတောင်းတဲ့လောကီအာယုံကာမဂုဏ်တွေမရလို့ကြားရတဲ့မျက်ရည်ကျန်ထားတဲ့လောကီအာယုံကာမဂုဏ်ချမ်းသာတွေပျက်စီးဆုံးရှုံးသွားလို့ကြာရတဲ့မျက်ရည်အဲ့ဒီမျက်ရည်ဟာကေဟတိတမျက်ရည်ပါပဲ။ ကျက်စီဆုံးရှုံးမှကြတဲ့မျက်ရည်သာခင်ဟတိတမျက်ရည်မဟုတ်ပါဘူးမိမိသိလိုခြင်းတောင်းတတဲ့မိမိအယံမျှော်လင့်ထားတဲ့ကာမဂုဏ်ဝိတ္ထုတွေရလာတဲ့အခါမှာလည်းပဲမမျှော်လင့်မနဲ့ရုတ်တရက်အလွန်အမင်းဝမ်းသာပြီးတော့မျက်ရည်ကျတတ်တဲ့တချို့ဆိုပါတော့ရုပ်ရှင်မင်းသားမင်းသမီးတွေအကယ်ဒမီပြည့်ရတဲ့ပွဲမှာမိမိရဲ့နာမည်ကျင်ညာလိုက်ပြီးဆိုတာနဲ့မမျှော်လင့်မဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့မျက်ရည်တွေကျကြတယ် အကျိုးစာမီဝဲအောင်စင်းထလို့အောင်မီမျက်ရည်ကြတယ်ဂုံလူတွေအများကြီးထွက်ပြီးဆိုရင်မျက်ရည်ကြတယ်အဲ့ဒီလိုကိုတိတ်လိုချင်တဲ့အာယုံဝိတုကိုရလို့ကြတဲ့မျက်ရည်ဟာလဲကိဟတိတမျက်ရည်ပါပဲအဲ့ဒီမျက်ရည်ဟာနာအသေဝိတဗ္ဗဒေါမနတအသေဝိတဗ္ဗမျက်ရည်မမီဝဲတဲ့မျက်ရည်မကြတဲ့မျက်ရည်တန်ဖိုးမရှိတဲ့မျက်ရည်နေခမတိတမျက် မြောက်ခြင်းကိုအကြောင်းပြုပြီးတော့ကြတဲ့မြိတ်ကာမဂုဏ်မှထွံ့မြောက်ခြင်းဘဝခန္ဓာမှထွံ့မြောက်ခြင်းတဏှာမှထွံ့မြောက်ခြင်းကိုအကြောင်းပြုပြီးတော့ကြတဲ့မြိတ်ကိုနိခမ္မတိတမြိတ်လို့ခေါ်တယ်တရားဓမ္မနဲ့ဆက်ဆက်ပြီးတော့ကြတဲ့မြိတ်ပါပဲအဲ့ဒီမြိတ်က၄မျိုးရှိပါတယ်နိခမ္မဝေသိနဥပ္ပစ္စနကဒေါမနတံယဟန်ပြုခြင်းနဲ့ ဒီဘကခွန်မပြူဘူးစေမျိုးသားချင်းတွေကခွန်မပြူဘူးကိုဝိချနာမဝိရတော့ငိုပြီးတော့မျက်ရည်ကျရတယ်အဲ့ဒီမျက်ရည်ဟာသိဝိတ္တကမျက်ရည်မိဝဲတိုက်တဲ့မျက်ရည်ပါပဲတန်ဖိုးရှိတဲ့မျက်ရည်ပါပဲဒီမိကသီလရှင်ဝိချင်တယ်ဒီဘရီညီကောင်မောင်နှမရေစေမျိုးသားချင်းတွေကခွန်မပြူဘူးအတင်းအဓမ္မတားကြတယ်စီးကြတယ်ပိတ်ပင်ကြတယ်သီလရှင်ဝိချင်တာမဝိရလို့ဆိုပြီးတော့မျက်ရည်ကျတယ်ငိုရတယ် အဲ့ဒီလိုတိလရှင်ဝိချင်းလို့ဆိုပြီးတော့ဝိခွင့်မရလို့ကြာရတဲ့မျက်ရည်ဟာလည်းပဲတေဝိတ္တပမျက်ရည်တန်ဖိုးရှိတဲ့မျက်ရည်ပါပဲဒီတော့ဒီလိုယဟန်ပြုခြင်းတိလရှင်ဝိချင်းနဲ့ပတ်သက်ပြီးတော့မျက်ရည်ကတော့နှစ်ပိုင်းရှိဝိချင်းတဲ့ပုဂ္ဂိုလ်သာနာ့ဘဝရောက်ခြင်းတဲ့ပုဂ္ဂိုလ်ကဝင်ရောက်ခွင့်မရလို့ကြာရတဲ့မျက်ရည်ကတစ်မျိုးမိမိရဲ့သားသူတမီးသူမဆရိယာရှင် တဏှာဘဝင်ရောက်ခြင်းတဲ့ပုဂ္ဂိုလ်ကိုဝင်ရောက်ခွင့်မပြုဘဲတမ်းမြစ်တဲ့ပုဂ္ဂိုလ်တွေဘက်ကလည်းမျက်ရည်ကျလိရှိကိုသားလေးတဏှာဘဝင်ခြင်းနဲ့အာလီကလည်းဒီတယောက်ရှိတယ်။ဒါရဲ့မဝိပန်နဲ့ဆိုပြီးတော့တားကယဟန်ပြုခွင့်တောင်းတိုင်းတောင်းတိုင်းမျက်ရည်တွေကျားပြီးတော့တမ်းမြစ်လိရှိအဲ့ဒီလိုတမ်းမြစ်တဲ့ပုဂ္ဂိုလ်တွေရဲ့အပိုင်းကကျတဲ့မျက်ရည်ကတော့တန်ဖိုးမရှိတဲ့မျက်ရည်ပါပဲ။ဒီတော့ကာယကံရှင်များအနေနဲ့တန်ဖိုးမရှိတဲ့မျက်ရည်တွေနဲ့ခင်းထားတဲ့လမ်းကိုရှောင်မလား။ တန်ဖိုးရှိတဲ့မြေကြီးတွေနဲ့ခင်းထားတဲ့လမ်းကိုရှောက်မလားဆိုတာကတော့ကိုကိုယ်တိုင်ဆုံးဖြတ်ကြရမှာပဲဒီဒေသနာမှာတော့နိခမဝတိနာဥပိသနာကဒေါမနတံတေဝိတပံယံကြည့်ခြင်းလို့ပြိလရှင်ဝိချင်းလို့ကြားရတဲ့မြေကြီးဟာတန်ဖိုးရှိတဲ့မြေကြီးကိုကတောထွက်ခြင်းနဲ့အကြောင်းမျိုးမျိုးအချင်းမျိုးမျိုးကြောင့်တောထွက်ခွင့်မတားဘူးဖြစ်နေတယ်အဲ့ဒီခါမှာမြေကြီးကြတယ်အဲ့ဒီမြေကြီးဟာလည်းပဲတန်ဖိုးရှိတဲ့မြေကြီးပါပဲ။ တခါဝိပဿနာဝေဒိနာဥပိသနာကဓမ္မနတံဝိပဿနာရဲ့အစွမ်းအဖြစ်ကြတဲ့မြေကြီးဝိပဿနာလို့ကိုအာထုတ်ခြင်းနဲ့အာထုတ်ခွင့်မရလို့အာထုတ်ဖို့အချိန်နဲ့မပေးလို့ဆိုပြီးတော့မြေကြီးကြတယ်အာထုတ်ခွင့်ရနေပြန်တော့လည်းပဲမိမိရှိမှန်းထားတဲ့ရက်လနှစ်အပိုင်းခြားအတွင်းမှာမိမိရှိမှန်းထားတဲ့ဝိပဿနာဉာဏ်အဆင့်ကိုမရောက်တဲ့အတွက်ကြောင့်မြေကြီးကြတယ်အဲ့ဒီမြေကြီးဟာလည်းပဲတန်ဖိုးရှိတဲ့မြေကြီးပါပဲ သခအနုတ္တိဝေဒိနဥပိသနကဒောမနတံဘုရားနုတ္တိအသက်ရှိတဲ့အနုတ္တိ6ပါးကြောင့်ကြားရတဲ့မြိတ်ဘုရားနုတ္တိဓမ္မနုတ္တိသံဃာနုတ္တိသီလနုတ္တိစာဃာနုတ္တိဒေဝတာနုတ္တိလို့ခေါ်တဲ့အနုတ္တိ6ပါးတပါးပါးကိုပွားများခွင့်မရလို့ကြားတဲ့မြိတ်ဤပွားနေပြန်တော့လည်းပဲမိမိရှိမှန်းသလောက်တမာတိမရလို့မိမိရှိမှန်းသလောက်မပေါင်းပြောင်းလို့ကြားရတဲ့မြိတ်ဤအဲ့ဒီမြိတ်ကြီးအားလည်းပဲတန်ဖိုးရှိတဲ့မြိတ်ကြီးပါပဲ။ ဖျားဖူးသွားခြင်းနဲ့မသွားရလို့ကြားရတဲ့မြေကြီးတရားနာသွားခြင်းနဲ့မသွားရလို့ကြားရတဲ့မြေကြီးအဲ့ဒီမြေကြီးဟာလည်းပဲဒီအနုတ္တိကြောင့်ကြားတဲ့မြေကြီးပါပဲအဲ့ဒီမြေကြီးဟာလည်းမှုဝဲတိုက်တဲ့မြေကြီးပါပဲအဲ့ဒီမြေကြီးကိုအသုံးချပြီးတော့အထုပ်သွားမယ်ဆိုရင်ကောင်းမြတ်တဲ့အကျိုးတရားတွေရရှိနိုင်တယ်ဒီဟိုကျွန်းမှာဂရိကန္တကတောင်ပေါ်မှာဖယားဝဲကျင်းပါတော့ဖယားဝဲနဲ့တရားဝဲကျင်းပါတော့ တောင်ကြီးကဝတ္တကာလကဆိုတဲ့ရွာတော့ကဘုရားဖူးတရားနာကျင်တယ်။ဒါပေမဲ့သူ့မှာကိုလေးလက်ဝင်ရှိနေတဲ့အတွက်ကြောင့်မိဘများကနေရစ်ခဲ့ဖို့ပြောကြ။မိဘများကမခေါ်ပဲထားခဲ့။ဘုရားဖူးကျင်တာမဖူးရလို့ဒီသူမျိုးသမီးဝမ်းနေမှုဝမ်းနေမှုကလေးမတော်နိုင်ရင်လည်းပဲဒီကပဲလှမ်းပြီးတော့အာယုံပြုတော့မယ်ဆိုပြီးတော့မိမိရဲ့အိမ်ရှိကနေတောင်ထိပ်ကိုလှမ်းပြီးတော့ဇီးတော်ကိုလှမ်းဖူးရင်းနဲ့ဘုရားဂုဏ်တော်ကြီးကိုပွားလိုက်တာ။ ဥပ္ပိဒါပီတိတွေဖြစ်ပြီးတော့ကောင်းငင်ဘောကနေကြွတက်ပြီးတော့တောင်ထိပ်ပေါ်ရောက်သွားပါတယ်။ဒါဟသိဝိတ္တမျက်ရည်တဲ့ဘုရားဖူးကျင်တာမဖူးရလို့ဆိုပြီးတော့ကြားတဲ့မျက်ရည်အဲ့ဒီမျက်ရည်ကလည်းတန်ဖိုးရှိတဲ့မျက်ရည်ပါပဲ။တခါပထမဇာနာတိဝသေနဥပ္ပိသနကဒောမနတံအင်းမီဇံရဖို့အတွက်အားထုတ်တယ်ဇံမရလို့ဆိုပြီးတော့မျက်ရည်ကြားတယ် နိုင်ငံပုံညာရဖို့ဆိုပြီးတော့အားထုတ်နေတယ်မိမိရှိမှန်းတောင်းတဲ့မတရားဖို့တရားတွေမရသေးလို့ဆိုပြီးတော့မျက်ရည်ကျ